အနုပညာမှုကောင်းကင်အစီအစဉ်ကိုအစဉ်မြဲအားပေးနေတဲ့ချစ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်လည်းလောင်းတို့ဝိုင်းတို့သားတွေရဲ့အနုပညာရပ်ပုံးမှာဘလို့အကြောင်းအရာတွေအသက်ဆန်းတွေဖြစ်ပေါ်နေတဲ့ပရိသတ်တွေချစ်ခင်နေတဲ့အားပေးအနုပညာရှင်တွေတို့ဘာတွေလုပ်နေလဲဒါတွေအားလုံးစုစုံလင်လင်းနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် နေ့မှာပြည်သက်တွေကိုတင်ဆက်သွားမယ်ဒီအမှုပညာအကြောင်းအရာတွေရဲ့မှာပါဝင်တာတွေကဆိုလို့ရှိရင်တော့အခုလက်တလောပြည်သက်တွေစိတ်ဝင်စားနေတဲ့အကြောင်းအရာတွေနဲ့ပါဝင်ပါပါ ဂျွန်လ15ရက်နေ့မှာကြားရောက်တဲ့အနည်းပညာရှင်ခင်စားကြီးကျော်ရဲ့မွေးနေ့နဲ့ပတ်သက်တဲ့သူ့ရဲ့ကိုပိုင်ရင်းခုန်တန်းနဲ့ပြီးတော့တေးစီနဲ့ပတ်သက်တဲ့ပရိသတ်တွေအတွက်ဆိုလို့ရှင်လည်းပဲဒါတေးသန့်ရှင်ဖြိုးပြေဆောင်ရဲ့အသစ်ထွက်ရှိလာတဲ့ညှော်နိုင်သမျှတေးစီမိတ်ဆက်ပွဲနဲ့အတူပရိသတ်တွေအများနဲ့ချစ်ခင်ပြီးတော့အားပေးနေတဲ့ဟာသာပညာရှင်ကပြောကျော်ရဲ့ငယ်ဘဝကနေပြီးတော့သူ့ရဲ့အနည်းပညာဘဝရှောင်းလန်းတဲ့အခါမှာအမှတ်တရတွေဒါတွေအားလုံးကိုစုစုံလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် 25ရက်နေ့ကတော့ပရိသတ်တွေအားပေးပြီးတော့ချစ်ခင်နေတဲ့တဲ့အကယ်ဒမီခင်စာကြည့်ကြောင်းရဲ့မွေးနေ့ဖြစ်ပါတယ်။မွေးနေ့ဆိုတာလူတယောက်ရဲ့ဘဝမှာတကယ်ကိုအမှတ်တရအနေနဲ့ရှိနေပြီးတော့အဲတက်တက်လုံးလှုပ်ချင်တဲ့အကြောင်းအရာတွေနောက်ပြီးတော့ဖြစ်ချင်တာတွေကိုလည်းမွေးနေ့မှာဆူတောင်းတတ်ကြပါတယ်။ဒါကြောင့်မို့လို့အခုဆိုလို့ရှိရင်လည်းဂျွန်လ25ရက်နေ့မှာကြာရောက်တဲ့ဒါအနုပညာရှင်ခင်စာကြည့်ကြောင်းရဲ့မွေးနေ့ကနေပြီးတော့နောက်နှစ်ပေါင်းများစွာအထိပျော်ရွှင်စွာနဲ့အနုပညာအလုပ်တွေကိုစားထက်တပိုးတိုးပြီးတော့လုပ်နိုင်ပါစေလို့လည်းအနုပညာမှုကောင်းကင်အစီအစဉ်အားဖြင့်ဆုမကောင်းတောင်းပေးချင်ပါတယ်။ဒါအပြင်ကာကန်ရှင်ကိုရိုင်းကလည်းသူ့ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအများကြီးပြပြစရာရှိ ိပါတယ်။ဒါကြောင့်အခုပဲရှင်းစားလိုက်ပါအောင်နော်။မွေးနေ့အမှတ်တရကိုပြောရမယ်ဆိုရင်တော့အာစိတ်မကောင်းစရာလိုပဲပြောရမှာပဲပေါ့နော်။မဖဖေက2011ခုနှစ်15ရက်6လ2017မှာအမရဲ့မွေးနေ့မှာပဲဆုံးသွားတယ်။အမရဲ့ဘဝမှာတော့အမမွေးနေ့ရောက်တိုင်းအဖေကဆုံးသွားခဲ့တဲ့အတွက်ပေါ့နော်။ဒါတသက်လုံးမိမရတဲ့အမှတ်တရလေးပေါ့နော်ဟုတ်အဲ့ဒါကြောင့်မလို့ဖေဖေဆုံးပြီးတဲ့နောက်နှစ်ကနေစပြီးတော့အမ ဟိုကိုယ့်ရဲ့မွေးနေ့ဆိုရင်ကိုယ့်အတွက်ကိုမလုပ်ဖြစ်တော့ဘူးဖေဖေအတွက်ပဲမှရည်စူးပြီးတော့ပါနော်ဖေဖေဘယ်နဲ့နဲ့ပြည့်ဆိုပြီးတော့ပါနော်ရည်စူးပြီးတော့ပဲဆုံးကပ်ပေးတယ်လူစရာရှိရာလှူပေးပါတယ်အဖေဆုံးတာ၄နှစ်ပြည့်ပေါ့အဲ့ဒီအတွက်ပဲဖေဖေအတွက်ပဲလှူပေးမှာပါကိုယ့်အတွက်ကတော့ဖះသွားပါနော် ခုအနှွင့်ပညာရောင်းဝအကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံနဲ့တင်ဆက်ပေးသွားမယ်အချိန်ရောက်လာပါပြီ။ဒါကြောင့်အခုလက်တလုံးမှာဒါတေးသံအနေနဲ့ပတ်သက်လို့ရောပြီးရဲ့ခါမှာအနှွင့်ပညာတခြားအကြောင်းအရာတွေနဲ့ပတ်သက်လို့ဘလူပွဲကြီးများရှိနေလဲလို့စိတ်ဝင်စားနေတဲ့ပရိသတ်တွေအတွက်အခုဆိုရင်လောင်းလို့စူးစိထားတဲ့ပွဲခန်းသားတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ လူမီနာကျွေးပရိသတ်များခင်ဗျာအခုဆိုတော့ကျွန်တော်ရောက်ရှိနေတာရောဆန်ထရယ်ဟိုတယ်မှာဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ပရိသတ်တီနေနဲ့ဆန်ထရယ်ဟိုတယ်မှာကျင်းပနေတဲ့တည်သက်ရှင်ဖြိုးပြေဆောင်ရဲ့မျောနိုင်သမားဆိုတဲ့ Audio City ထွက်ရှိရဲ့အကြောင်းကိုစာနေစင်မိတ်ဆက်ပွဲခမ်းတာကျင်းပပြုလုပ်နေတဲ့မြင်ကွင်းကိုပရိသတ်တီမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နေပညာမူကောင်းရင်အစီအစဉ်ရနေပြီးပရိသတ်တီတွေနဲ့နေပညာပွဲခမ်းတာတွေကိုကြိုးစားပြီးတော့တင်ဆက်ပေးနေပါဒီနေ့မှာဆိုလို့ရှိရင်လည်းဖြိုးပြေဆောင်ရဲ့မျောနိုင်သမားအခွေထဲမှာဘလို့အကြောင်းချက်တွေပါဝင်မလဲစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပါဝင်မလဲဆိုတော့ပရိသတ်တီအကြည့်ရှုနိုင်မှုနဲ့ကျွန်တော်နဲ့တူရှိနေပြီးပါအောင်လို့ပြောပြကြပါမယ်ခင်ဗျာ ပရိသတ်များခင်ဗျာဒေသရှင်ဖြိုးပြေဆောင်အားဆိုရင်မြန်မာနိုင်ငံရဲ့အစိုးပြိုင်ပွဲတွေကတခုဖြစ်တဲ့တန်စင်များနဲ့ကပါ Melody World ချင်းစုပြိုင်ပွဲကကျယ်တပွင့်လို့ဆိုနိုင်ပါတယ်ယူအားဆိုရင်အစိုးပါပြိုင်ပွဲမှာပထမဆုကိုရရှိခဲ့ပြီးဇုံရဲဒီအယ်ဘမ်များမှသာပါဝင်ဖြိုးပြေခဲ့ရမှာအခုမှတော့သူ့ရဲ့ single album ဖြစ်တဲ့မျောနိုင်သမျှဆိုတဲ့ဒီအယ်ဘမ်တို့ရှိလာခဲ့ပြီပဲဖြစ်ပါတယ် ဒီ day album နဲ့ပတ်သက်ပြီး day session ဖြိုးပြေဆောင်ရဲ့ပြောကြားမှုစကားတန်းကတော့ဟာကျွန်တော်ကအကိုက2010ပဲလို့ဒီဘောပေါ့နော်အဲ့တုန်းကလေးကဟိုလူပညာလုပ်ကို ဟိုဝမ်းသာပါတယ်နောက်ပြီးတော့စူးစမ်းစူးစမ်းခဲ့တာပေါ့နော်2010မှာကိုစုရခဲ့တယ်2012မှာမယ်လိုခွေလေးထွက်တယ်ဂျားရဲမှာလည်းလိုတွဲခွေလေးတွေနဲ့ဆူလာခဲ့ပြီးတော့မှဆရာ KD ရဲ့အစပြိုးပင်းမှုနဲ့ပေါ့နော်နုပညာရှင်တယောက်ဖြစ်ဖို့စူးစမ်းတဲ့နေရာမှာမှတ်တိုင်လေးတွေလိုတယ်ဖြစ်ဖြစ်ဆုံးအဲ့အတွက်ကြောင့်အဲဒီကိုရခွေလေးတော့လုတ်ပါဆိုတော့ဆရာရဲ့အားပေးမှုနဲ့ပဲအခုစပြီးစူးစမ်းခဲ့ပါတယ်၃နှစ်ကြာတယ်၃နှစ်အတွင်းမှာအခုပထမအဆုံးမှတ်တိုင်အနေနဲ့မျှော်နိုင်သမျှဆိုပြီးတော့အခုပြည်သက်ကြီးကိုစပြီးမျှော်ဝေခန်းစားခွင့်ရတာပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ဝမ်းလည်းဝမ်းသာပါတယ် ဆက်လက်ပြီးလည်းကိုနုပညာလုပ်တွေလုပ်နေဦးမှာပါအခု Audio CD ပြီးရင် VCD ပြီးနောက်ထပ်အခွေတွေအဲ့လိုမျိုးစုံနိုင်အောင်အမြဲတမ်းစူးစမ်းပါမယ်ဒါပေမဲ့ဒါတွေလုပ်ဖို့ဆိုတာအပိနေပရိသတ်တွေရဲ့မျှဝေခံစားမှုဆိုတာရေးချိပါတယ်အပိမှုဆိုတာရေးချိပါတယ်လက်ခုပ်တန်ဆိုတာရေးချိပါတယ်အဲ့တော့ဒါတွေကိုအမြဲတမ်းမျှော်လင့်နေပါတယ်ကျော်နိုင်သမျှဆိုတဲ့အတိုင်းပရိသတ်ရှယ်လာမယ်မျှော်လင့်နိုင်သမျှအားလုံးကိုမျှော်လင့်နေပါတယ်အခုရနုပညာလှူရှားမှုလေးတွေလည်းပရိသတ်ကြီးမျှဝေခံစားပေးပါလို့ပြောချင်ပါတယ်ပြည်သူများခင်ဗျာဒီအယ်ဘမ်မှာဆိုရင်တည်သချင်း73ပုံအပြင် bonus music တပုတ်ပါရှိသွားမှာဖြစ်ပြီးဒေသရှင်ဖြိုးပြေဆုံးပြင်အခြားတေးဆရာဆယ်ယောက်တို့ကပါဝင်ရေးသားပေးထားကြရလို့သိရပါတယ်ဒီခွေမှာကုညီတိခတ်ပေးထားတဲ့ Iron Cross မှာ guitar ပညာရှင်ကိုချစ်စမ်းမောင်ကလည်းဒေသရှင်ဖြိုးပြေဆုံးတဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်ကိုအခုလိုပဲပြောပြပေးထားပါတယ်ကဲသူကတော်တော်လေးထူးခြားပါတယ်ဘယ်လိုလဲဆိုတော့ဘယ်လိုကောင်းလဲကျွန်တော်တို့ music အပိုင်းကျွန်တော်တီးပြီးတဲ့အချိန်မှာသူစဆူတဲ့အချိန်မှာကျွန်တော်တော်လေးသတိထားမိတယ်ဗောလေသူကဟိုပြစ်ချက်တော်တော်ကင်းတဲ့အဆူရှင်မဲဘယ်လိုကောင်လဲကျွန်တော်တို့ဒီနောက်ဆုံးဆင့်မိတ်စတောင်ဆိုတဲ့အချိန်မှာသူ့ဘိုကေကိုအများကြီးပြင်စရာမလိုသူတော်တော်လေးကို perfect ဖြစ်တယ်ဗောကျွန်တော်တို့အနေနဲ့အားရပါတယ်ပရိသတ်များခင်ဗျာ ဒေးသရှိဖြိုးပြေစုံအနေနဲ့သူ့ရဲ့ album မိတ်ဆက်တဲ့ဘွဲခန္ဓာမှာတက်ရောက်ခဲ့ကြတဲ့ everyday တွေကိုမြန်မာ music store မှာရောင်းချဖြစ်ခဲ့တဲ့ layout တခြင်းကိုတီးခတ်ဖျော်ဖြေခဲ့ပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့တဲ့အကြောင်းကိုလူပညာမှုကောင်းငင်ကနေတင်ဆက်လိုက်ရပါတယ်ခင်ဗျာ